ဇလန်ရဲ့အပိုင်းနှစ်မှာတော့ဂျူအိုနန်ဆိုတဲ့တယောက်ပေါ်လာပါတယ်။သူကဝင်းမြလန်ဖုံးမလေးတို့ယုံကမန်နေဂျာတယောက်ပါ။ကိုနန်ကငယ်လေးကလေးကဝါလို့ဆိုပြီးသူတငယ်ချင်းတွေအနိုင်ကျင့်တာခံခဲ့ရတာကြောင့်တယောက်တည်းနေရတာကိုကြိုက်တဲ့သူတယောက်ဖြစ်ပါတယ်။အဲ့လိုနဲ့ပဲလူရဲ့အကြည့်ကိုကြောက်လာခဲ့ပါတယ်။သူ့အကြောင်းကိုနားထောင်ပြမဲ့သူမရှိရတဲ့အတွက်အထီးကျန်ပြီး Adrian Plus တွေကြည်ပါတော့တယ်။နောက်ပိုင်းမှာအိုနန်တယောက်အယုံမနဲ့အတူသူ့မင်းနေဘွယ်သူကျင်းမနေရပါ အလိုနဲ့အိုနယ်ရဲ့အမေဖုန်းဝင်လာပြီးသူ့အမေကသူ့သားမွန်းနေဆိုတာမသိပဲဆရာဝန်ဖြစ်သွားတဲ့သူ့သူငယ်ချင်းသားနဲ့နှိုင်းရှင်ပြီးအိုနယ်ကိုဆူနေပါတယ်ဒီလိုနဲ့ရုံရောက်တော့အရင်လိုလူတွေကိုကြောက်တဲ့အတွက်အိုနယ်တယောက်တည်းထမင်းစားနေပါတယ်အထူးသဖြင့်အိုနန်ကမိခလေးတွေနဲ့အကြည့်ချင်းဆောင်ရမှာကိုပူကြောက်တာပါ။ဒါကြောင့်မိခလေးတွေရဲ့ညနာထက်လက်ကိုကြည့်ရတာကိုပူကြိုက်ပါတယ်။ အလိုနဲ့ပဲမုံမီမနာဖုံးပါလေးနဲ့တွေ့ပြီးမုံမီရဲ့လက်လက်ဖက်လုံးမှာမှဲ့ပါတာကိုတွေ့သွားပြီး life flow ဘို့အတွက်လက်သေးလုံလာတာကိုလည်းတွေ့သွားပါတယ်ဒီလိုနဲ့ mask ကမုံမီဆိုတာသိသွားပါတော့တယ်ဟိုနဲ့တယောက်အိပ်ပြန်ရောက်ရောက်ချင်းမုံမီမနာဖုံးပါလေးရဲ့ live စာကြည့်ပါတော့တယ် fan တွေက mask ဘာလို့မျက်နှာမပြတာလဲရိုဆိုးလို့လားလို့ပြောရင်ဟိုနန်က ရုပ်ရှင်နဲ့လူကိုအကဲမဖြတ်ပါနဲ့ဘာညာဝိုင်းပြောပေးပါတယ် နောက်နေ့ရုံရောက်တော့အိုနန်ကမူမီမျက်နှာဖုံးမလေးနဲ့တွေ့ရင်မသိချင်အောင်ဆောင်နေခဲ့ပါတယ်။မူမီမျက်နှာဖုံးမလေးတယောက်အဖွဲမှုဘက်ကိုကျင်းနေချိန်မှာအိုနန်ကတော့တိတ်တိတ်လေးမူမီမျက်နှာဖုံးမလေးကိုကြေး crash နေရပါ။ဒီလိုနဲ့ပဲအိုနန်ကဖွင့်ပြောမဲ့နီလန်ရှာပါတော့တယ်။ရုံစင်းတော့အိုနန်ကမူမီမျက်နှာဖုံးမလေးကိုဖွင့်ပြောဖို့ရုံရှိမှာစောင့်နေပါတယ်။ဒါပေမဲ့မူမီမျက်နှာဖုံးမလေးနဲ့လွဲသွားခဲ့ပါတယ်။ခဏကြာတော့အခွင့်မှုဘက်နဲ့မူမီမျက်နှာဖုံးမလေးရုံးနဲ့ဝင်သွားတာကိုတွေ့လို့သူတို့နောက်လိုက်သွားပါတော့တယ် အချိန်မှာပဲအဖွဲ့မှုဘက်နဲ့အာယုံကောင်မှဖြစ်ပြနေတာကိုအိုနန်တယောက်တွေ့လိုက်ပါတော့တယ်။အလိုနဲ့ပဲအင်ပြက်ရောက်တော့မူမီရဲ့လက်ဖုံးမလေးရဲ့ live ကိုကြည့်ခဲ့ပြီးမူမီကအသေးခွင့်နေလို့အိုနန်ကအဲ့ကောင်ကိုမပြစ်လိုက်ပါဆိုပြီးအားမလို့အားများဖြစ်နေပါတယ်။အချိန်မှာမူမီရဲ့လက်ဖုံးမလေးကအသေးခွင့်မူယူပြီးရှောင်းလုံးနေတဲ့ချိန်အိုနန်ကဒါရီအကုန်လုံးကအဖွဲ့မှုဘက်ကြောင့်ဖြစ်ရတာဆိုပြီးအပြစ်တင်နေပါတယ်။အလုံးစင်းတော့ဒက်လီကနားမှာမူမီမျက်လက်ဖုံးမလေးနဲ့တွေ့လို့ဖွင့်ပြောဖို့လုပ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး ီလိုနဲ့အိမ်ပြန်တော့လမ်းမှာအိုနန်တယောက်ဝင်းမြလက်ဖုံးမာလေးနဲ့အဖွဲမှုဘက်တက်စီစီးသွားတာကိုတွေ့လိုက်ပါတော့တယ်။ဒါကြောင့်သူတို့နောက်ကိုလိုက်သွားပြီးမိုဒယ်ကိုသွားကြတယ်ဆိုတာသိသွားပါတော့တယ်။စိတ်ပြက်လက်ပြက်နဲ့အိုနန်တယောက်အိမ်ပြန်ရောက်တော့မူမီမြလက်ဖုံးမာလေးစီကိုချင်းချောက်စာပို့လိုက်ပါတော့တယ်။ဒီလိုနဲ့ပဲအပိုင်းတစ်ကမူမီမြလက်ဖုံးမာလေးစကားဆပြောခဲ့တဲ့အပိုင်းရောက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့စကားပြောကြရင်မူမြလက်ဖုံးမာလေးကတယောက်တည်းနေရင်တက်တင်မိမှာဆိုလို့ဘာလို့တွေးကြမလားလို့မေးခဲ့ပါတယ် ိုနန်ကတင်မဲ့စကားပြောပါနဲ့ဘာညာပြောရင်မူမြလက်ဖုံးပါလေးကလောက်ောက်လှုပ်သွားပါတယ်ဒီလိုနဲ့မူမြတယောက်အပြင်ထွက်တော့သူ့ရဲ့ fan တယောက်နဲ့တွေ့ပြီးတူတူတောက်စားပါတော့တယ်အဲ့ချိန် fan ဆိုတဲ့ကောင်ကမြလက်ဖုံးချွတ်ဖို့ပြောပါတယ်မူမြလက်ဖုံးပါလေးလည်းချွတ်လိုက်ပါတော့တယ်မြလက်ဖုံးကိုပါ fan ဆိုတဲ့ကောင်ကဘာလို့မြလက်ဖုံးဆွထားတာလဲလှတာကိုဆိုပြီးပြောပါတယ်ဒီလိုနဲ့နှစ်ယောက်သားယဉ်နီးသွားကြပြီးဖန်ဆိုတဲ့ကောင်ကမူမီမြလက်ဖုံးပါလေးသားအမေရိကကိုသွားရင်တော်တော်လူကြိုက်များမှာဆိုပြီးလဲပြောပါသေးတယ် ဒါပေမဲ့လူရဲစိတ်ကိုအပေါ်ယံကြည့်ပြီးဆုံးဖြတ်လို့မရပါဘူး။ဖန်ဆိုတဲ့ကောင်ကချက်ချင်းပဲမက်စကဲနဲ့တွေ့ခဲ့တယ်ဆိုတဲ့အကြောင်းညှို့ဆိုးတယ်ဆိုပြီး post တင်လိုက်ပါတော့တယ်။အဲ post ကို owner တယောက်မြင်သွားပါတော့တယ်။ owner တယောက်စိတ်ပူပြီးမုံမြလဖုံးပါလေးရှိတဲ့စီသွားပါတော့တယ်။ဖန်ဆိုတဲ့ကောင်ကတော့မုံမြလဖုံးပါလေးကိုမိုတယ်စီခေါ်သွားပါတော့တယ်။ owner ကတော့မုံမြလဖုံးပါလေးစီကိုဖုန်းထောက်လျှောက်ခေါ်နေပေမဲ့မုံမီကတော့အဖက်မလုပ်ပါဘူး။ ဖန်ဆိုတဲ့ကောင်ကိုမုံမီမီလက်ဖုံးပါလေးကညင်းလိုက်တော့သူ့ရဲ့စိတ်သက်တွေပေါ်လာပါတော့တယ်ဒီလိုနဲ့နှစ်ယောက်သားချကြပါတော့တယ်ဒါပေမဲ့မုံမီမီလက်ဖုံးပါလေးမတိလိုက်ခင်မှာပဲဖန်ဆိုတဲ့ကောင်ကခေါင်းထိပ်ပြီးခံသွားပါတော့တယ်မုံမီမီလက်ဖုံးပါလေးတယောက်ချင်းမကင်မိလက်မကင်မိဖြစ်ပြီးမော်ဘယ်နိုင်းကိုခေါ်ဖို့လုပ်ချင်းအိုနယ်ရဲ့ message ကိုတွေ့သွားပါတော့တယ်ဒီလိုနဲ့အိုနယ်တယောက်မော်တယ်ခန်းထဲဝင်လာပြီးအခြေအနေကိုသိသွားလို့ထိနှက်သွားခဲ့ပါတယ်မုံမီမီလက်ဖုံးပါလေးကရဲတိုင်ရမလားလို့မေးတော့အိုနယ်ကထောင်ချမယ်လို့ပြောခဲ့ပါတယ် ွန်နန်ကဒီကိစ္စကိုသူရှင်းလိုက်မယ်ဆိုပြီးဝင်းမြလက်ဖုံးပါလေးကိုအိမ်ပြန်ခိုင်းပါတယ်ရှင်းဖို့လောက်ချိန်မှာဖန်ဆိုတဲ့ကောင်မိုးလာလို့အွန်နန်ကဓာတ်နဲ့ထိုးလိုက်ပါတော့တယ်ပြီးတော့တစ်ခါထပ်ထိုးတယ်ထိုးတယ်ထိုးတယ်အကျေပေါင်းများစွာထိုးလိုက်ပါတော့တယ်နောက်နေ့မနေ့အွန်နန်တယောက်ရုံးတက်ပြီးမဲ့ဝင်းမြလက်ဖုံးပါလေးကအတော်ကြာရုံးမလာခဲ့ပါဘူးမမီမလည်းဖုံးမလေးတရားကွန်မြူနီကနေထွက်ထုတ်မယ်ဆိုပြီးယုံကသူတွေပြောနေတာကိုအွန်နန်တရားကြားလိုက်ပါတော့တယ်ဒီလိုနဲ့ယုံကနေမွေးမလည်းဖုံးမလေးရဲ့လိမ့်စာတောင်းပါတော့တယ် ပုံနဲ့တရားမုံမြေလုံးမလေးအိမ်ရောက်သွားပြီးဖုံးပိတ်ထားလို့မုံမြေရဲ့ရုံကပစ္စည်းတွေထားခဲ့ပြီးအိမ်ပြန်သွားပါတော့တယ်။ပုံနဲ့အိမ်ရောက်တော့ရုတ်တရက်မုံမြေလုံးမလေးလိုင်းလွင်တာကိုတွေ့သွားပါတယ်။ပုံနဲ့တရားကမန်းကနဲမုံမြေလုံးမလေးအိမ်ကိုပြန်သွားခဲ့ပါတယ်။ပုံနဲ့ကမုံမြေလုံးမလေးကိုဘာလို့ကုမ္ပဏီကနေထွက်မှလဲလို့မေးခဲ့ပါတယ်။မုံမြေလုံးမလေးကလည်းဒီလိုကိစ္စမျိုးတွေဖြစ်ပြီးကုမ္ပဏီကိုမသွားနိုင်ဘူးလို့ပြောပါတယ်။မုံမြေလုံးမလေးကထူးဆန်းတဲ့မေးပို့တာအိုနန်ဆိုတာသိသွားပါတော့တယ်။ ိုနန်ကအဖွဲ့မှုဘက်ကိုမနာလိုလို့လှုပ်လိုက်တာဆိုပြီးပြောပါရယ်။မူမီမလက်ဖုံးပါလေးကသူ့ဘဝကိုအစားကနေပြန်စားမယ်လို့ပြောခဲ့ပါရယ်။ပိုနန်ကလည်းသူ့ကိုရောမပြစ်လိုက်မှလားဆိုပြီးပွဲချမ်းပါတော့တယ်။ပွဲချမ်းရင်မူမီမလက်ဖုံးပါလေးမျက်နှာခွဲစိတ်ထားတာကိုပိုနန်တယောက်တွေ့လိုက်ပါတော့တယ်။နှစ်ယောက်သားပွဲချမ်းရင်မူမီမလက်ဖုံးပါလေးကအိုနန်လေဝင်းကိုအချုံနဲ့ထက်ခါတလဲလဲထိုးပြစ်ပါတော့တယ်။ပိုနန်လည်းကန့်သွားပြီးအပိုင်းနစ်လဲပြီးသွားပါတော့တယ်။